မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ချမ်းမတ်54တွက်မိုက်ကန်းနဲ့တတိတအူဦးအောင်ဆန်းဦးအလို့ရှိနေသည်ဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်ဆောင်းခေါ်ဝန်ကြတဲ့ဗိုလ်ချုပ်အောင်ဆန်းရည်နေကိုကျန်ရည်သူသားသမီးနှုတ်နဲ့တာကြီးဦးအောင်ဆန်းဦးကအမွေခွဲဖို့ဂျူးပန်းနေတာ၉နှစ်ခန့်ရှိပြီဖြစ်ပါတယ် ရန်ကုန်မြို့ပဟန်းမြို့နယ်တက္ကသိုလ်ညိတ်သားလမ်းပေါ်ကခြံမှန်54ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့ရဲ့မိခင်ဒေါခင်ကြီးအမီနဲ့ပိုင်ဆိုင်မှုစီရင်ပေါက်ထားပါတယ်။ နိုင်ရီကားလောက်ကျင်းဝန်ပြီးကာလာပေါစီချက်ဘီလီယံရာနဲ့ချီတန့်ချီရှိတဲ့အပြင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နေထိုင်ရာနေအိမ်ဖြစ်တဲ့အလျောက်တန့်ချီပုံမြင်ပါတယ်ဒါကြောင့်ဒီချန်ကိုဝယ်ယူလို့သူမရှိကြတာမဟုတ်ပဲအခုချိန်ထိဝယ်ယူဝင့်သူမရှိသေးတာဖြစ်ပါတယ်ဒီချန်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရကတက်လာတယ်2016ခုနှစ်ကလေးကအမွေခွဲပြီးသားဖြစ်ပါတယ်အဲ့ဒီတော့ကရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးကအခုလိုဆုံးဖြတ်ချက်အမိန့်ချပြီးသားဖြစ်ပါတယ် ဒေါအောင်ဆန်းစုကြည်တွင်ခြံထဲကနှစ်ထပ်အိမ်နဲ့မြေတဝက်ဦးအောင်ဆန်းဦးတွင်တစ်ထပ်အိမ်နဲ့မြေတဝက်ကိုခွဲဝေယူကြရမှာဖြစ်ပါတယ်။ဒါအိုအကိုဦးအောင်ဆန်းဦးကဆန္ဒမရှိခဲ့ပဲခြံတစ်ခုလုံးကိုလေးလံပစ်ပြီးရရှိတဲ့တံပိုးကိုတယောက်တဝက်ခွဲဝေယူဖို့တာပြင်ပြနေကြတာပါ။ဒါကြောင့်အယူခံအစဉ်စဉ်တက်လာခဲ့တဲ့သူဟာစစ်အာဏာသိမ်းကာလ2022ခုနှစ်ထဲမှာတော့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုတရားလွတ်တော်ချုပ်ရဲ့မျက်နှာသာပေးခြင်းကိုခံရပါတော့တယ်။ဒါကြောင့်လေးလံကြံခင်းစီတွေတတ်မှတ်ပြီးရောင်းထွက်အောင်ဦးအောင်ဆန်းဦးတယောက်အချိန်ချင်းကြိုးပမ်းမာတော့တယ်။ပထမအဆုံးအချိန် နေနဲ့ကျပ်315ဘီလီယံဒုတိယကြိမ်မှာကျပ်ဘီလီယံ300နဲ့တတိယကြိမ်မှာကျပ်298ဘီလီယံဆိုပြီး၃ကြိမ်တိုင်းဈေးတွေလျှော့ပြီးလေလံပြေးအစွန်ထုတ်ဖို့စူးစမ်းပေမယ့်ဝယ်ယူမဲ့သူမရှိပါဘူး။ အခုစတုဒ္ဒချိန်ဖြင့်အပြီလာ29ရက်မှာတက်ဘီလီယံ290တိဈေးထက်လျှော့ပြီးတမိုင်းဝင်ချမ်းမတ်54ကိုရောင်းထုတ်ဖို့ထက်ကြံခဲ့ပေမယ့်ရှေ့၃ချိန်ကလိုပဲဒီကနေ့လေးလံပွဲမှာတတိယချိန်လုံးကထက်ကျပ်29ဘီလီယံအထိလျှော့ရောင်းဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ပထမဆုံးအချိန်ကနေနှိုင်းရှင်မယ်ဆိုရင်တော့ကျပ်55လီဘီလီယံအထိလျှော့ရောင်းဖို့ဥအောင်ဆောင်ကကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရှေ့၃ချိန်နီးတူဝယ်ယူမဲ့သူမရှိပဲလေးလံပွဲပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။ဥအောင်ဆောင်အနေနဲ့ဒီလေးချိန်မှာတင်းရက်တန်သွားပွဲမရှိပဲဒေါအောင်ဆန်းစုကြည် ည်နေထိုင်ခင်းတဲ့ခြံကြီးကိုဆက်လက်ရောင်းထုတ်ဖို့ကြံ့ရင်လာပွဲရှိပါတယ်ဈေးနှုန်းထပ်လျော့ပြီးလေလံပွဲတွေထပ်ထုတ်လာပွဲပါပဲမြန်မာနိုင်ငံဥပဒေအရအမွေဆိုင်ခြံကြီးကိုလေလံမအောင်မချင်းကြားခင်းစေးပြင်ဆင်တတ်မှတ်ကအကြိမ်ကြိမ်လေလံပြစ်နိုင်တယ်လို့ဥပဒေပညာရှင်တွေကပြောထားပါတယ်ဘိုးချုပ်အောင်ဆန်းကအတန်ငငယ်ရွယ်နဲ့မြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီလိုပဲတမင်းငယ်တောင်ဆန်းစုကြည်က1990ပြည်နှစ်ရွှေကောက်ပွဲနိုင် NLD ပါတီကိုဦးဆောင်သူတွေကပါဝင်ခဲ့တယ်လို့2012ခုနှစ်ကြားပြတ်ရွှေကောက်ပွဲ2015ရွှေကောက်ပွဲနဲ့ 2020ပြည်နှစ်ရွှေကောက်ပွဲတွေမှာအနိုင်ရအောင်ဦးဆောင်ထားနိုင်သူဖြစ်ပါတယ်။ဒီလိုဖခင်နဲ့ညီမတို့ကတိုင်းပြည်အတွက်ဆွမ်းဆွမ်းတက်မှန်အကျိုးပြုခဲ့သလောက်တာကြီးဦးအောင်ဆန်းဦးကတော့အိမ်နဲ့ခြံရောင်းချရင်မှတင်အတော်လေးခြားခြားလေးနေသူတယောက်ဖြစ်ပါတယ်။ သူဟာပြည်သူတွေကရောင်းချဖို့စံနာမရှိရင်အဖေမွေအိမ်နဲ့ခြံကိုရောင်းထွက်ဦးဆောင်စီယုံလုံးဆောင်မှုမအောင်မမြင်ဖြစ်လို့နေတာပါသူရဲ့ဂျိုဘတ်မူက NLD ပါတီရဲ့2016ခုနှစ်ကနေ2020ပြည်နှစ်ထိ9နှစ်တာစစ်တပ်ရဲ့2008ဖွဲ့စည်းပုံခြေကဥပဒေပြင်ဆင်ရေးကိုဂျိုဘတ်ချက်နဲ့ခန့်စင်စင်ပါပဲဒေါအောင်ဆန်းစုကြည်ကခြေဥပြင်ဆင်ရေးအတွက်လွတ်တော်တဲ့ရောင်မိုးကြရွှေကိုတက်မတော်သားလွတ်တော်ကိုစလဲ25ရှာခိုင်နှုန်းနဲ့ကတက်ဦးကိုအလိုရှိခဲ့ပါတယ်စစ်သားလွတ်တော်ကိုစလဲဦးရင်ဟာအမျိုးသားလွတ်တော်မှာ56ဦးနဲ့ပြည်သူလွတ်တော်မှာ130ထိ 2008ချေဦးရအလူလျာဝန်ထမ်းခွင့်ရနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြင်ဆင်နိုင်ဖို့အတွက်မဖြစ်မနေစစ်သားတအုပ်လိုရနိုင်ခဲ့တာပေါ့။ဒါကြောင့်ရဲရင်တဲ့စစ်သားတအုပ်လိုရှိတယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က2015ခုနှစ်အတွင်းနိုင်ငံတကာကသတင်းတောက်တွေနဲ့တွေ့ဆုံခြင်းပြောကြားခဲ့ပူတယ်လို့ကြည်တဲ့တဲ့င်းစာ finisher time ကိုလည်းအဲ့ဒီလိုပြောခဲ့ပူပါတယ်ဒါပေမဲ့9နှစ်တာအတွင်းဘယ်စစ်သားမှမရင်ရင်ခဲ့ပါဘူး ငူအောင်ဆန်းဦးကတော့ချမ်းမတ်54တွက်မိုက်ကန်းနဲ့တတိတအုပ်အလို့ရှိနေတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတမိုင်းဝင်အမွေနှစ်ဖြစ်သတ်မှတ်ပြီးလွှဲပြောင်းရောင်းချခွင့်ပိတ်ပင်ထားတဲ့ချမ်းမတ်54ကိုဝန်ယူဝင့်သူဒါမှမဟုတ်မိုက်ကန်းနဲ့တတိဘသူဖြစ်မလဲ။ဦးအောင်ဆန်းဦးကမျှော်လင့်နေပြီးမယ်။အခုချိန် AB လ29ရက်နေ့ထိတော့ပေါ်ထွက်မလာသေးပါဘူး။ နောက်ထပ်တစ်ပုဒ်အနေနဲ့ဘကိုးတိုင်းမှာစစ်ကောင်စီနဲ့အေးပူပေါင်းတပ်ဖွဲ့အပြန်အလှန်ထိုးစစ်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ရိုးမတောင်တန်းနဲ့နီကတ်တဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်မှာအာနာသိန်းစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေးပူပေါင်းတပ်ဖွဲ့တို့ကြားအပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေကြကြောင်းသိရပါရယ်။ဗရောင်းမြို့နယ်တွင်ကစစ်ကောင်စီတပ်စခန်းတွေကိုအာရခတပ်တော်အေးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစခန်းအချို့လည်းသိမ်းဆည်းရရှိထားပါရယ်။လက်လွတ်လိုက်ရတဲ့စစ်ကန်တွေကိုပြန်လည်ရရှိဖို့အာနာသိန်းစစ်ကောင်စီကလည်းပြည်လမ်းမဘက်ကနေပြီးအင်အားရရှိပါဝင်တဲ့တပ်ဖွဲ့များနဲ့ ်အေဘူးပေါင်းဖွဲ့တွေကိုပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဖွဲ့တွေပြန်လဲခုခံတိုင်နိုင်ဖို့တော်လိုင်းတပ်ဖွဲ့တွေကတိချပြင်ဆင်ထားကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3601တန်ရင်စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်။ ပေါင်းတလင်းနဲ့ဘက်မှာပေါက်ခါမျိုးနဲ့ပေါင်းတလင်းနားမှာဆိုရင်နတ်တလင်းရွာဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေတယ်။ဒီနေ့မှာဆိုရင်စစ်ကားကြီးရှေ့စိမ့်လောက်နဲ့တက်လာပြီးတော့အင်အား200ခန်းလောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိရဲ။ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကအစင်သင်ဆောင်ရွက်ထားပါတယ်လို့ပြောပါရယ်။စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုပြန်လည်တိုက်ခိုက်ဖို့အရကတက်တော်အေးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ထားကြောင်းရဲဘော်ရှယ်တို့ကဆက်လက်ပြောပါရယ်။ကျွန်တော်တို့နဲ့ရခိုင်အေးတက်တွေနဲ့ချိတ်ဆက်မှုရှိပါတယ်။အခုလက်ရှိလည်းပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရှိတယ်။ဗထောင်းမြို့မှာဆိုရင် စစ်ကောင်စီရဲ့ကပ္ပစထုတ်လုပ်ရေးတပ်တွေကအများဆုံးတည်ရှိတဲ့နေရာပေါ့အဲ့ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးစီရင်ပြင်းထန်နိုင်ပါတယ်ခင်ဗျာဘယ်လောက်ထိစီရင်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကြိုတင်ပြီးတော့မှမသိရသေးဘူးလို့ပြောပါရယ်အေးနဲ့ဘူပေါင်းတပ်ဖွဲ့တို့ကဗထောင်မြို့နယ်ကညောင်ကျိုးတပ်စခန်းကိုတင်ပိုင်ထားပြီးစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရညောင်ကျောက်ရှိကပ္ပစ6နဲ့ကပ္ပစ9တို့ကစစ်ကူပေးဖို့ကလက်နက်ကြီးတွေနဲ့လည်းစစ်ကူပေးနေကြောင်းသိရပါရယ်အရခတ်တတော်အင်းကစစ်ကောင်စီရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရအမ်မြူနယ်ရိုးဘော်ကတပ်စခန်းတွေကိုတင်ပိုင်ပြီးရတဲ့နောက် ဘကိုးတိုင်းနဲ့ဝင်ရောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့ရင်းနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အေကဘကူအေယာရီနဲ့မကွေးဘတ်တို့မှလည်းစီးရီဖော်ဆောင်နေရရှိပြီးအေယာရီမြေအနောက်ဘက်ချမ်းရှင်စစ်ကောင်စီတပ်စခန်းအလုံးကိုတင်ပိုက်ဖို့အစီအစဉ်ရှိနေကြောင်းစီးရီတုံးသက်သူတွေကပြောဆိုထားပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလည်းအေယာရီမြေကျောင်းတစ်လျှောက်မှာတည်ထားတဲ့လက်နက်ထုံစက်ရုံကပ္ပဆာစက်ရုံတွေကိုဥတီတိုက်ခိုက်နေပြီးအေအီနဲ့ပူးပေါင်းကအပြန်အလှန်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်ကာလလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူ240ကျော်တေဆုံးကြောင်း NUG ထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်ဘေးကြုံတွေ့နေရတဲ့ကာလမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူပေါင်း240ဦးတေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကဧပြီလ28ရက်မှာထုတ်ပြန်ထားပါတယ်။ငလင်လောက်ခတ်ခဲ့တဲ့မလ28ရက်ကနေဧပြီလ25ရက်နေ့တိလေကြောင်းတိုက်ခိုက်မှု225ကြိမ်ရှိခဲ့ပြီးတေဆုံးသူတွေအတွက်အသက်18နှစ်အောက်ကလေးငယ်29ဦးပါဝင်တယ်လို့ဆိုပါတယ်။ ဒါအပြင်ကလင်းငယ်33အပဝင်လူပေါင်း390တဦးထဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်။တိဆုံထိခိုက်မှုအများဆုံးကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းဖြစ်ပါရယ်။စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု52ကြိမ်ဖြစ်ပွားခဲ့ပြီးလူ80တိဆုံက120တဦးထဏ်ရာရခဲ့ပါရယ်။မန္တလေးတိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှု48ကြိမ်ဖြစ်ပွားခဲ့ပြီး59ဦးတိဆုံက69ဦးထဏ်ရာရခဲ့ပါရယ်။စစ်ကောင်စီက အပြစ်ခတ်ရစိုင်းကိုဆောင်ရွက်ပေါ်မှာတတန်းတူထားပြီးမြေပြင်မှာတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံလက်ကသတင်းဌာနကိုပြောပါရယ်မြေပြင်မှာအရှက်သားပြည်သူတွေကိုပုံကျဲတပ်ဖြတ်တာတွေစစ်ကြောင်းထိုးတာတွေဒါတွေကိုတောက်လျှောက်လုပ်ကိုင်ဆောင်ရွက်နေတာတွေ့ရပါတယ်ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဖိုးချုပ်စောမင်းထွန်းကိုသတင်းဌာနကဖုန်းခေါ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမျိုးမရှိပါဘူးဒီကြောင့်တိုက်ခိုက်မှုတွေကကချင်၊ကယား၊ကရင်ချင်းမော်ရခိုင်ရှမ်းစတဲ့ပြည်နယ်တွေအပြင်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းအင်အားရ တိုင်းနေမှာလည်းဖြစ်ပွားခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကငလင်ဖေးပြန်လဲထူထောင်ရေးအတွက်အပြည်လကုတ်တီအပြစ်ကရက်စဲထားမယ်လို့ကြေညာထားကြောင်းသတင်းမှ ဖော်ပြပါရှိပါတယ်ရှင်။